တောင်ကိုရီးယားနိုင်ငံကိုအစိုးရချင်းသဘောတူညီမှုနဲ့ဆေလွတ်နေတဲ့ EPS လုပ်သားတွေအတွက်အလုတ်ခေါ်စာတင်ခွင့်ဥယျာဉ်ကိုကန့်သက်ထားတာမရှိပဲပုဂ္ဂလိကအေဂျင်စီတွေကနေဆေလွတ်မဲ့လုပ်သားတွေနဲ့ပတ်သက်လို့အေဂျင်စီတစ်ခုကိုတလမှာ၁၀ရောက်ထပ်ပို့ပြီးအလုတ်ခေါ်စာတင်ခွင့်မပေးဘူးလို့စစ်ကောင်စီဩဇာခံအလုတ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကိုအစိုးရချင်းသဘောတူညီချက်နဲ့ရတအစိုးရလက်ထက်မတိုင်ခင်ကတည်းက EPS စနစ်နဲ့အစိုးရပြည်ပလောက်ကန်အေဂျင်စီ POEA ကအဓိကပို့ဆောင်ပေးနေတာဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံစီ POEA ကတဆင့်လောက်သားစစ်လောက်တာနဲ့ပတ်သက်လို့စာချုပ်ချုပ်ဆိုမဲ့ရက်မတိုင်ခင်ခုနှစ်ရက်ကြိုတင်အတိပေးဖို့စာချုပ်ချုပ်ဆိုခွင့်ကိုဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရယူဖို့နဲ့စစ်လုခွင့်ပေးနိုင်ရင်ခုနှစ်ရက်ကြိုတင်အတိပေးရမယ်လို့စစ်ကောင်စီလောက်သမောင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဲ့ဒီထုတ်ပြန်ချက်မှာ POEA ကဆင်လွတ်မဲ့လုပ်သားတွေအတွက်အလုတ်ခေါ်စာတင်ခွင့်နဲ့ပတ်သက်လို့ကန့်သက်ထားတာကိုတော့မတွေ့ရပါဘူးရှင်။